ဆရာခင်ကျေးဇူးလို့ချီးမွမ်းပါတယ်အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့ဒီတစ်ခုဆင်ခြင်ဖို့အကြောင်းအရာအရေးကြီးတဲ့အကြောင်းအရာကြီးဖြစ်ပါတယ်ဘူရင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆိုတော့ကျွန်တော်ခေါင်းစဉ်ကိုဘယ်လိုရွေးချယ်ထားလဲဆိုလို့ရှိရင်တင့်ငွေဖြင့်ကောင်းကင်ဗန္တာစီးပူပါဆိုရဲအာကောင်းစဉ်လေးနဲ့ပေါ့နော်အဲ့ဒါလေးကိုဆိုငွေနဲ့ပတ်သက်ပြီးတော့မှာ သတိထားရမယ့်အရာလေးတွေကျွန်တော်ရှိတယ်အဲသတိထားရမယ့်အရာရှိတယ်ဘလို့ကြိုက်တွေ့သုံးဆွဲရမယ်ဆိုတဲ့အရာလေးတွေရှိပါတယ်ဆိုတော့အဲ့ဒါလေးကိုသိချလေးအဲကျွန်တော်တို့ဒီနှုတ်ကပတ်တော်သွန်သင်ထားပေးတယ်ဒါလေအတိမောတိဩဝါဒစာဆောင်ထဲမှာပါတယ်ပေါ့တော့ဒီအဖက်မြို့မှာရှိနေတဲ့အာတိမောတိသင်းအုပ်ဆရာတယောက်နေနေဆိုတော့ဒီအသင်းသူအသင်းသားတွေကို ငွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုသွန်သင်ရမလဲဆိုတော့တမန်တော်ကြီးရှင်းပို့လို့တေချာလေးလမ်းညွှန်ချက်ပြီးတယ်သင်အုပ်တယောက်ကသင်သူသင်သားတွေယုံကြည်သူတွေကိုဘယ်လိုသွန်သင်ရမလဲဆိုတဲ့အရာဒါအရင်ရေးကြည့်ခဲ့ရပါတော့เนาะဒါလေးကိုတွေ့ရတယ်တိမောသေဩဝါဒစာပထမဆုံးခန်းကြီး6ငွေကူးမှာငွေရတဲ့ချင်းကအလိုရှိတော်သူတို့ဒီ အပြစ်သွေးဆောင်ခြင်းဖမ်းမိခြင်းမိုက်မဲပျက်စီးတတ်သောတက်မဲ့ခြင်းများတဲ့သို့ကြရောက်တတ်ကြ၏ထို့သို့သောအဖြစ်လူတို့သည်အကျိုးနေခြင်းပျက်စီးခြင်း၌နှင့်မွန်းတတ်ကြ၏ဒီမှာကျတော့ဘာကိုပြောလဲဆိုလို့ရှိရင်ငွေရတက်ခြင်းကအလိုရှိသောသူတို့လို့ပြောတယ်နော်ဒါပေမဲ့ဒီဆမ်မီထဲမှာကျတော့သူဘယ်လိုပြောထားလဲဆိုလို့ရှိရင် ငယ်ကိုမှာချမ်းသာလူသောသူတို့သည်ဖျားယောင်သွေးဆောင်ရာတည်းသို့၎င်းထောင်ကျောက်ထဲသို့၎င်းလူတို့ကိုပျက်စီးခြင်းနှင့်ဆုံးရှုံးခြင်းတွင်နှင့်မူးစီတတ်သောမိုက်မဲ၍အန်ဒီရဲ့ရှိသည့်တက်မှတ်ခြင်းအမျိုးမျိုးတည်းသို့၎င်းကြာရောက်တက်ကြ၏ဒီဆမ်မီရင်းရဲ့အဥ္စာလေးကပို့ပြီးတော့မှစကပီဖြစ်တယ်ကျောငွေရတက်ချင်းကအလိုရှိတယ်လို့ပြောတာမဟုတ်တော့သူကဘယ်လိုပြောလဲဆိုလို့ရှိရင ချမ်းသာလူတို့သူတို့သည်ဖျားယောင်သွေးဆောင်ရာတဲသို့၎င်းထောင်ကျောက်သေးသို့၎င်းဆိုတော့အဲ့ဒါเนาะအခုအရင်ဒီကျွန်တော်ဒီနေ့ဒီချိန်ခါမှာဆိုပို့ပြီးတော့တတိထားရာကြောင်းဖြစ်သွားတယ်။သူကဘာဖြစ်တာလဲဆိုလို့ရှိရင်ချမ်းသာခြင်းတယ်။ချမ်းသာခြင်းတာကအာရွေချက်ရှိပြီးတော့အဲတဘောကလေပန်းတိုင်လေးထားပြီးတော့မှငါဘယ်လိုမျိုးဆုတောင်းပြီးတော့မှ တမအားစီဘဝနီလန်းနဲ့ဆိုတေချာလောက်ကြိုးစားပြီးတော့မအောင်မြင်လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒါမှန်ကန်တဲ့လမ်းကြောင်းတစ်ခုဖြစ်မယ်လို့ကျွန်တော်ယူဆတယ်ဒါကြိုးစားမယ်ပေါ့နော်ဘုရားခင်လည်းအဲ့ဒီမှာကောင်းကြီးပေးမယ်ဆိုလို့ရှိရင်ဒါဖြစ်ကိုဖြစ်လာနိုင်တဲ့အရာတစ်ခုပဲအခုဒီမှာပြောတဲ့ဥစ္စာကကြတော့သတ်ချမ်းသာခြင်းနဲ့ဒါပေမဲ့အချိန်တူတွင်းမှာချမ်းသာခြင်းနဲ့မြင်မြန်ချမ်းသာခြင်းနဲ့ဟိုဘယ်နီးလန်းနဲ့မဆို ချမ်းသာခြင်းနေဆိုတဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးဆိုလို့ရှိရင်တော့ဒါကဘာဖြစ်မလဲဆိုလို့ရှိရင်ထောင်ချောက်သေးကိုကျသွားဖို့ဖြစ်မယ်နောက်တစ်ခါကျတော့အပြစ်သွေးဆောင်ရဖျားယောင်သွေးဆောင်ခြင်းဆိုတာလိန်လေလေပြန်နောက်ကိုလိုက်သွားနိုင်နေဆိုတော့တွေ့ရတယ်။ဟောဒီနေ့ပဲကျွန်တော်မျိုးသမီးကကျွန်တော်ပြောတယ်။ဟိုဒီဘောနော်ငွေအားဖြင့်လိန်နေတူတယ်လीနော်ဆိုတော့ဒါကိုစမ်းသက်ပါ တယ်သူတို့ငွေပုတ်ပေးလိုက်ပါပြီစသဖြင့်ဒါမျိုးပြောတယ်ဒါပေမဲ့အဲ့ဒီငွေကခင်ဗျားရဲ့ bank account လေးကိုဝင်ဖို့အတွက်ကိုအာအနည်းဆုံး3သိန်းလောက်တော့ပြန်ပြီးတော့မှလွှဲပေးပါဒါမှမဟုတ်ရှင်လဲ3သိန်းလောက်ပြန်လွှဲပေးလိုက်ပါဆိုတော့7သိန်းပို့လိုက်ပြီနော်စသဖြင့် KPDN အဲ့ဒီလိန်ညာနေတဲ့အရာဆိုတော့ကြားဖြန့်လို့လည်းခုံလားပေါ့အခြားနီလန်းပေါင်းစုံနဲ့လာတယ်ဗျဒါတွေကလည်းလိန်တဲ့အခါမှာလိန်နီးပေါင်းစုံဆိုတော့တကယ်အထင်းမှာဒါဟုတ်ဘာဖြစ်လဲဆိုလို့ရှိရင်ခုနပြောသလို အရင်ချမ်းသာခြင်းလာပြီဆိုလို့ရှိရင်ဒီနီလန်းတွေနောက်ကိုလိုက်သွားတက်ပြီဆိုတူရတယ်ချိုးတွေလည်းလောင်ကစားနောက်ကိုလိုက်ပြီဆိုတော့ခုနပြောတဲ့အရာဒီဒါလောင်ကစားပဲအဲ့ဒီလောင်ကစားနောက်ကိုလိုက်သွားတဲ့အခါမှာခုနပြောတဲ့ထောင်ချောက်ထဲကိုသူကဝင်သွားပြီဆိုတော့တွေ့ရတယ်ထောင်ချောက်ထဲကိုဝင်သွားပြီဆိုလို့ရှိရင်တော့ဘာဖြစ်တော်မလဲဆိုတော့အသက်တာကပျက်စီးတော့မယ်ဆိုတော့တွေ့ထပ်ပြီးတော့မှဘလို့ထူးပြူထားလဲဆိုလို့ရှိရင်เจ้าหมู่က ငွေကိုတက်မဲ့ခြင်းသည်မကောင်းသောအမှုအပေါင်းတို့တွင်မူလအမည်ဖြစ်သည်ဆိုတော့လူကပျက်စီးတတ်တယ်အဲ့ဒီလူကိုပျက်စီးစီအောင်လုပ်တဲ့အရာသည်ကျွန်တော်တို့နားလည်ရမယ်အခုနလိန်နီဘောင်းဆောင်မှုလိန်နေတဲ့ယုံကြည်သူအလိန်ခံရတဲ့အရာတွေရဲ့နောက်ွယ်မှာဘယ်သူရှိလဲဆိုမာနရဲ့လှည့်စားခြင်းတွေရှိတယ်မာနရဲ့ထောင်ချောက်တွေရှိတယ်အဲ့ဒါကျွန်တော်တို့သတိထားရအောင် ဒါယောဟန်တစေငယ်တစေဝေပြန်ပြီးမြေမောင်းထိုးခြင်းတခိုးသည်ခိုးခြင်းတက်ခြင်းဖြစ်စီခြင်းဆိုတော့မာနကကျွန်တော်တို့ရဲ့ဒီအတ္တတာထဲမှာမလုပ်ချင်လဲဆိုလို့ရှိရင်တမာတရားနဲ့တက်ဆိုင်နဲ့တီကြည်တဲ့ဘုရားသခင်အလိုတော်နဲ့ညီအသက်ရှင်မဲ့အရာတွေကိုခိုးခြင်းပြီးတော့ကျွန်တော်တို့ရဲ့ဒီဖြောင့်မခြင်းလမ်းတွေမှာရှောက်နေတဲ့အရာကိုဖြတ်စီပလိုက်ခြင်းအရင်ကြောက်စရာကောင်းပါ ဒါကျွန်တော်တို့တတိယံထားရမယ်အဲ့ဒီဖြစ်စည်းခြင်းအလုံးရဲ့တဲ့အရင်အမြစ်တည်ခုနပြောတဲ့ငွေကိုတက်မှတ်ခြင်းဒီမှာတက်မှတ်ခြင်းဆိုတာဘာလဲလို့စဉ်းကျင်ကြည့်တဲ့အခါမှာ तू ကအချိန်လုံးဒီအကြောင်းအရာကိုစဉ်းစားနေတယ်စားလေဒီစိတ်လုံးလုံးနေလေဒီစိတ်နောက်ဆုံးအိတ်တဲ့အချိန်မှာအိမ်မက်ထဲမှာတော့ဒီစိတ်ဖြစ်နေ သူဖះကိုဆွဲလင်းတက်မဲ့တာမဟုတ်တော့အဲ့ဒီငွေနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဆွဲလင်းတက်မဲ့တနည်းအားဖြင့်သူ့ရဲ့နှလုံးသားထဲမှာဒီငွေနဲ့သက်ဆိုင်တဲ့အရာငွေရမယ့်လမ်းကြောင်းချမ်းသာကြွယ်ဝမယ့်လမ်းကြောင်းကိုပဲသူဒီစိတ်နှလုံးထဲမှာအပြည့်ဖြစ်နေနှုတ်ဝတ်တော်ကပြောလဲဆိုလို့ရှိရင်လူဒီတဲ့စိတ်နှလုံးရှိသည့်အတိုင်းနှုတ်မွတ်တဲ့ဒါကြောင့်သင်အုပ်ဆရာလေးတိမောသည် ဒီအကြောင်းကောင်းကောင်းပြောခိုင်းတာမင်းကသင်းအုပ်ဖြစ်တယ်ဒါကြောင့်အသင်းသူအသင်းသားတွေကိုငွေကိုတတ်မှတ်တဲ့အရာကိုမပြောဖို့တော့အရေးကြီးတယ်အဲ့ဒါဒီပျက်စီးခြင်းရဲ့အရင်းမြစ်ပဲအဲ့ဒါအစပဲသူအဲ့ဒါကိုပြောတာဟိုအရင်အရေးအကြီးဆုံးရဲ့အဓိကအဓိကအကျဆုံးအရင်းမြစ်ကြီးဟိုတစ်ပင်တစ်ပင်မှာဟိုရေတောင်းမြစ်ဆိုတာရှိတယ်သူဒါကအဓိကပဲတကယ်ဒီရေတောင်းမြစ်ကတစ်ချောင်းလေးသွားပြီးတော့မှာ ရေရှိတဲ့နေရာကိုလိုက်ရှာပြီးမှလုပ်တယ်။ကြံတဲ့အမြင့်တွေလည်းရှိလာသူရှိတယ်။သူတို့လည်းတက်နိုင်တဲ့လောက်တော့ဒီအဟာရဖြစ်တဲ့ရေကိုသူတို့စုပ်ယူတယ်။ပြီးတော့ဒီသူ့ရဲ့အပင်ခံကန်းဖို့အတွက်ကိုပပက်လေးမှသူကလိုက်ပြီးတော့မှဟိုကုတ်တွေပြီးတော့မှရေရေကိုရဖို့အတွက်သူကရှာ။ဒါပေမဲ့အဲ့ဒီအဲမှာအဓိကအမြင့်ကပါလဲဆိုလို့ချင်းတစ်ချောင်းလေးရှိတယ်တဲ့။ဟိုအောက်ဆုံးမှာဒါကောင်များသောအဖြစ်အလေမှာရှိတယ်တဲ့။အောက်ဆုံးမှာအခုသူပြောတဲ့အရင်အမြင့်ဆိုအဲ့ဒါကိုပြောချင်တာ။ကျွန်တော်တို့အသက်တာရဲ့ ပျက်စီးခြင်းလုံးဝတကယ်ပွေးကြောကဘာနဲ့စတယ်ဆိုအဲ့ငွေနဲ့စတယ်လို့ပြောတယ်ဒီနေ့ကျွန်တော်တို့ကြားနေရတဲ့သတင်းစကားတွေဟာငွေကိုတက်မဲ့ခြင်းငွေနောက်ကိုလိုက်ဖို့ဒါကိုသူတင်တဲ့သူကိုယ်တိုင်ကသူတင်တယ်စိတ်နှလုံးရှိတဲ့အတိုင်းနှုတ်ကမွတ်တယ်လို့သခင်ပြပြောသွားတဲ့စကားဒီရောက်ပြောတယ်ဒါပျက်စီးခြင်းတွေကိုပြဿနာဖြစ်နေတယ် ငွေမရှိရအောင်လို့ပြောပြီးလို့ရှင်လာပါလိမ့်မယ်။ဒါကြောင့်တတိထားရတော့တော့ငွေကိုတက်မဲ့ချင်းရဒီပျက်စီးခြင်းအလုံးရဲ့တကယ်အရင်းမြစ်ဖြစ်တယ်။ပြီးတော့ဘာထက်ပြောလဲဆိုလို့ရှိလူအချို့တို့ဒီငွေကိုတက်မဲ့သောကြောင့်ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍ပူပန်ခြင်းဝေဒနာများနဲ့ကိုကိုကိုထုတ်ချင်းခတ်အောင်ထူးကြ၏။ဘာဖြစ်သွားလဲဆိုလို့ရှိရင်ငွေကိုတက်မဲ့ တလွန်သွားတဲ့အတွက်ကြောင့်လို့ယုံကြည်ခြင်းဆိုတာတခုခုဖျားကိုအာကိုဖျားကိုချင်းကတဲ့ရကျွန်တော်တို့ယုံကြည်သူအသက်တာဆိုတာဖျားခင်ပေးထားတဲ့ကောင်းကြီးတွေရှိမှာဒါကျွန်တော်နောက်တစ်ပိုင်းမှာနည်းနည်းပြောပြမယ်အခုကဘယ်လိုလဲဆိုလို့ရှိရင်တခုခုဖြစ်တိုင်းမှာငွေယူပဲသူကအာကိုတော့အဲအဲ့ဒီအဲ့ဒီပုံစံမျိုးဖြစ်လာတယ်ငွေယူသူကကိုးစားတယ်တခုခုဆိုအဲ့ဒါကြောင့်ဘာဖြစ်သွားလဲဆိုလို့ရှိရင် ဖះကိုယုံကြည်တက်ဝင်တဲ့အပိုင်းမှာလုံးဝပျက်စီးသွားတယ်။ယုံကြည်ခြင်းတရားလမ်းတွေကလုံးဝလွဲသွားတယ်။ဆိုတော့ဘာဖြစ်လဲဆိုလို့ရှိရင်ပူပန်ခြင်းဝေဒနာများနဲ့ကိုကိုကိုထုတ်ချင်းခတ်အောင်ထိုးကြရင်ကျွန်တော်တို့ဒီအာနိနိနဲ့ရှဖိတွေဒါကျွန်တော်အကောင်းဆုံးပုံသက်တည်နော်ဒါအသင်းတော်ရဲ့ ခဏဦးကာလမှာရှိလာတယ်လင်မယားနှစ်ယောက်ဆိုတော့အဲ့ချိန်တော့အတင်းတော်မှာလူတွေအကုန်လုံးကဒီသူတို့ရဲ့ပိုင်ဆိုင်တဲ့ဥစ္စာတွေကိုရောင်းပြီးတော့မှအတင်းတော်မှာလာပုံပြီးကြတယ်အတူတူနေကြတယ်ဆိုတော့သူတို့ရဲ့မျိုးရင်းချက်ကတကင်ရှုပြန်ကြွလာမယ်ဒါဆိုလို့ရှိရင်ငါတို့အတူတူစောင့်ပြီးတွားရအောင်ဆိုတော့အဲ့တော့ကလည်းသူတို့တေချာနားမနေဘူးတကင်ရှုကလည်းငါအလင်းမြန်လာမယ်လို့ပြောခဲ့တယ်ဒါကြောင့်အားလုံးကစုလို့မှအတင်းတော်မှာထားတယ်ဒီအာနိမေရှိဖိရိယသူတို့ပိုင်တဲ့ အိမ်ချင်သူတို့ကိုလည်းရောင်းလိုက်တယ်ရောင်းပြီးတော့မှအိတ်ထဲကအရာကိုတချို့သူကဖွက်ထားလိုက်ပြီးတော့မှလာပြီးတော့မှပေတရုကိုလာပြီးလာပြီးတော့ပေတရုကအဲ့ဒါကိုမလုပ်သေးဆိုတော့ကြည့်လိုက်ပြီးတော့မှဘာပြောပြလဲဆိုတော့ဟေးမင်းတို့ဒါအကုန်မဲလားဆိုတော့အဒါအကုန်မဲလေလို့ပြောတဲ့အခါမှာအဲ့ဒီမှာအရင်ဦးဆုံးခင်မိုးပြစ်သူလဲသိတယ်နောက်ဇနီးကမရှိမနှောင်းပါပဲ ဝင်လာပြီးတော့မှဒါအကုန်မေးလာထက်မေးတယ်အကုန်မေးအဲ့ဒီမှာလဲသေးတယ်ကျင်းကိုငွေနဲ့ကိုယုံကြည်ခြင်းလမ်းကနေလွေသွားတာအဲ့ငွေကိုတက်မဲ့ပြီးတော့မှတကယ်တော့ဒီချမ်းမြေကိုမရောက်မဲ့သူတို့လာပါဝင်လေရပါတယ်သူများတွေရောင်းနေဆိုတော့ရောင်းတယ်ပြီးတော့မှအဲ့ငွေကိုတက်မဲ့ပြီးတော့မှဖျားကိုသွားလိန်တယ်လို့ဖြစ်သွားတာအာကြောက်စရာကောင်းတယ်အဲ့ဒါဘာဖြစ်သွားလဲဆိုတော့ အဲ့ဒီနေ့မှာပဲနေ့ရက်ဆိုလို့တည်ရွာတယ်လင်မယားနေ့ရက်ဆိုလို့တည်ရွာတယ်ဒါအရင်ဝမ်းနေကြကောင်းနေရတခုဖြစ်တယ်ဆိုတာတွေ့ရတယ်ပြီးတော့ကျွန်တော်ဓမ္မဟောင်းလေးမှာဆိုလို့ရှိရင်ဒါကျွန်တော်သိပြီးသားအီလီရှဲရဲ့ဂျွန်ဂေဟာစီနေမန်နူနာပျောက်သွားတဲ့အခါမှာအီလီရှဲကိုလာပြီးတော့မှနေမန်ပေးတယ်လက်ဆောင်ပန်းတာကိုအီလီရှဲမယူဘုရားလူကအမလို့ဘူးဖះငါနဲ့တူရှိနေရဲ့ဆိုလို့ရှိရင် တကယ်ပုံသက်တည်ကောင်းတော့ဖះငါနဲ့အတူရှိနေတယ်ဆိုလို့ရှိရင်အားရအောင်ဖြစ်တယ်ငါဖះနဲ့တူရှိတယ်ဒါကြောင့်မလိုဘူးပြန်ယူသွားဆိုတော့ဒါကျွန်တော်လိုက်နာရမယ်ပုံပုံသက်တည်ကောင်းလာပြီးတဲ့လက်ဆောင်ဘန်နာတကယ်တော့အရန်ဖိုးတန်နေရအရန်တက်မဆရာကောင်းတဲ့ຢာတွေပဲလာပြီးတာအဲ့တော့ဒီဒီလိုဟိုငွေဆက်ကိုတုံးတာမဟုတ်ဘူးတို့ရွှေလိုရွှေထုံးနေလာပြီးတယ်တင်္ဃပြားဆိုငွေဒီဟိုဒီဒီတင်္ဃအပြားတွေ ရွှေတွေငွေတွေပြီးတော့မှလက်ဆောင်ပစ္စည်းတွေတကယ်ဖိုးတန်တဲ့ဥစ္စာတွေလာပေးတယ် sorry view အဲ့ဒါကိုထွက်သွားတော့မှဂီယာစီအနောက်ကလိုက်ပြီးတော့အဲ့ဒီတက်မှတ်တဲ့နောက်ကိုသွားတာတက်မှတ်တဲ့နောက်ကိုပါသွားတာဖယောင်းယုံရမယ်ဆိုတာသူ့ရဲ့တခင်ရဲ့ပုံသက်တွေကိုမကြည့်ဘဲနဲ့ငွေကိုတက်မှတ်တဲ့နောက်ကိုလိုက်သွားတဲ့အခါမှာဖယောင်းယုံနဲ့ယုံကြည်ချင်းလန်းเนี่ยလွေသွားလွေတော့ဘာဖြစ်သွားလဲတီရောဘာတီရောလဲဆိုတော့ နူနာအနေမမှာရှိတဲ့နူနာသူ့စီကူးပြီးတော့မှသူ့ဘဝတစ်ခုလုံးတည်သွားရတယ်ဆိုလို့ဆိုတော့တွေ့ရတယ်။နောက်တစ်ယောက်ကျွန်တော်တို့ရဲ့နီးဆက်ဆုံးမှာယူရက်ကယူရက်ကယုတ်သခင်ယေရှုငွေ30နဲ့ရောင်းစားလိုက်တာ။ကျွန်တော်အဲ့ဒါကိုကျွန်တော်စဉ်းစားတဲ့အခါမှာဒီခေဒီခေကျန်းစာသင်တန်းလို့ပြောပြီးတော့မှ လူတွေကိုသွန်သင်နေတဲ့ခေါင်းဆောင်တွေကသခင်ယေရှုရောင်စားပြီးတော့မှသူတို့အကျိုးမြတ်အတွက်လုပ်နေတဲ့သူတွေရှိနေတယ်ဆိုတော့တွေ့ရတယ်။ဘာကြောင့်လဲ။သူတို့ဗဇက်တွေကငွေနဲ့ပတ်သက်တဲ့အကြောင်းအရာကိုပဲပြောတယ်။ငွေကိုတက်မှတ်ခြင်းတရားတွေကိုပဲဟောနေတယ်ဆိုတော့တွေ့ရတယ်။ဒါအရင်တတိထားဒါသင်ရောက်ဒီတိချသွန်သင်ရမယ်ဆိုပြီးတော့မှပြောထားတဲ့အာတမန်ကြီးရှင်ပေါ်လူရဲ့ဒီဩဝါဒစာဖြစ်တယ်ဆိုတော့တွေ့ရတယ်။ဒါကြောင့်လေဒါကြောင့် ငွေကိုတက်မဲ့သောကြောင့်ယုံကြည်ခြင်းတရားလည်းမလွေး၍ပူပန်ခြင်းဝေဒနာများနဲ့ကိုကိုကိုထုတ်ချင်းခက်အောင်ထိုးကြ၏ဆိုတော့အထင်းမှာအဲ့ဒီငွေကိုတက်မဲ့တဲ့အတွက်ကြောင့်မို့အထင်းမှာပူလောင်ပြီးတော့မှဟိုဟိုစူးဂျွန်တစ်ခုပေါ့နော်စူးဂျွန်တစ်ခုကခန္ဓာကိုယ်ပြစ်ထိုးလိုက်လို့ရှိရင်ဟိုဘက်ဒီဘက်ထုတ်ချင်းပေါက်သွားသလိုခံစားရတဲ့ခံစားမှုမျိုးအဲ့ဒီခံစားမှုမျိုးကအထင်းမှာပူလောင်ပြီးတော့ခံစားရတဲ့အရာဘာကြောင့်လဲ ်ငွေကိုတက်မှတ်တဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတော့တွေ့ရတယ်။အာရနီနဲ့ရှိပြီအသက်ပါသေးသွားတယ်။နော်ဒီဒီဒီပြဿနာကြောင့်ဆိုတော့ယူရက်ကရုပ်ဆိုလို့ရှိရင်လေသူဒီငွေလေးကိုတက်မှတ်လိုက်တာဒါပေမဲ့သူ့သခင်ကို तू အဲ့လောက်ထိ तू ဟိုဖြစ်သွားလိမ့်မယ်လို့ तू မထင်ဘူး။နောက်ဆုံးသခင်ယေရှုအဲ့မှာအဲရိုက်ခံရတာပေါ့နော်ဒါဟိုတောက်ကြနေမနဲ့မှာရိုက်ခံရတွေးတော့သူအရင်စိတ်မကောင်းဖြစ်တယ်ဝမ်းနေအဲ့လိုဝမ်းနေဖြစ်ပြီးတော့မှဒီငွေ30ကိုယူပြီးတော့မှ ဒီရစ်ဘရိုဟိတ်တီကိုတွားပြန်ပြီးတယ်မနေ့တော့မင်းတို့ယူငါရောင်းခဲ့ပြီးတဲ့ငွေရော့ပြန်ယူပါလို့ပြောတဲ့အခါမှာအာဒါအချိန်အရင်နောက်ကျသွားပြီကိုကပြောတယ်အာမင်းမင်းဝယ်ထားပြီးသားလေအော်မင်းရောင်းထားပြီးသားလေဒါငါတို့ပြန်မယူတော့ဘာတော်ပြောလဲဆိုလို့ရှိရင်ဒီငွေကအသွေးနဲ့ဆိုင်တဲ့ငွေဖြစ်တယ်တဲ့ဒါဘိမှန်တော်တိုင်းအောင်မထင်းနဲ့ယူရက်ကာယုခမြအဲ့ဒီ ူသခင်ငွေ30နဲ့ရောင်းစားမိတယ်ငွေကိုတက်မတဲ့ပုံမှာလိုက်စားလိုက်စားလိုက်စားဒါ passion of the crime မှာအဲ့ဒါကိုပြချပြတာလေလိုက်စားသွားပြီးတော့မခံနိုင်တဲ့အဆုံးမှာငါသခင်ကဘာလို့ရောင်းစားလိုက်ရတာလဲကိုကိုကိုအပြစ်တင်ပြီးနောက်ဆုံးဒီရွေးချိုးချပြီးတော့မှတည်သွားရတယ်နော်ဒါမျိုးဖြစ်သွားရတယ်ဆိုတွေ့ရတယ်ဒါကငွေကိုတက်မချင်းရဲ့နောက်ပိုင်းမှာဖြစ်လာရတာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ ငွေရှိလို့ရလားဆိုတော့ရပါတယ်တဲ့ဒါကခုနအာတီ6ငွေဆက်ခုမှာကျတော့ဤဘဝ၌ငွေရတတ်သောသူတို့သည်ဟောတွေ့လားငွေရတတ်တယ်ငွေရှိတယ်လောကမှာအဲ့လိုလူမျိုးဦးလို့ဘုရားသခင်ကအာကောင်းချီးပေးပြီးတော့မှငွေရှိဖို့အတွက်အလိုရှိလားရှိတာပေါ့ဘုရားသခင်ငွေရှိဖို့လေဘုရားသခင်အလိုရှိပြောချင်တာတတ်မှတ်တယ်ဆိုတာစားလဲဒီစိတ်အိတ်လေဒီစိတ် တစ်ချိန်လုံးဒါကိုပဲစဉ်းစားနေအဲ့ဒါသခင်ယေရှုနေရာကိုယူရသွားတာအဲ့ငွေကိုကိုးကွယ်တာနဲ့အတူတူဖြစ်သွားလိမ့်မယ်ဒါကိုပြောချင်တယ်ဒါမှမဖြစ်ပါနဲ့ဖျားပေးရတဲ့ကောင်းကြီးထားငွေရတတ်တော်သူတို့ဒီမာမာနစိတ်နဲ့ကင်းလို့၍မြမြဲသောစည်းစိမ်ကို မကူစားပဲဟဲ့အဲ့လားလေးကြီးရှောင်ရမှာဗျအထူးသဖြင့်ငွေရှိသွားပြီဆိုလို့ရှိရင်ဘာဖြစ်တတ်လာတဲ့သဘောရှိလဲဆိုမန်တက်လာတယ်မန်မာနာ ကြီးထွားလာတယ်။ငွေမရှိတဲ့သူကိုမတူတယ်လို့လို့မစတန်တယ်လို့လို့ဆက်ဆံတတ်တယ်။အဲ့ဒါကျွန်တော်အများကြီးတွေ့ရတယ်နော်။ဆိုတော့ကျွန်တော်ဒီခရီးရန်တိုင်ဝိုင်းထဲမှာတောင်ကျွန်တော်အများကြီးရှိနေတာ။ငွေကြီးချမ်းသာတဲ့သူတွေကငွေကြီးမရှိတဲ့သူတွေကိုနည်းနည်းဟိုခွေးခြားဆက်ဆံတာမျိုးရှိတတ်တယ်။အဲ့မရှိရဘူးလေ။ဒါကတော့ဒီမှာတွန်းနေတယ်။မမမနာမရှိပါနဲ့။ခွေးခြားမဆက်ဆံပါနဲ့။ နောက်တစ်ခုကမမြဲသောစီးစိတ်ကိုမကူစားပဲဆိုတော့ဖျားအောင်ပဲကူစားတယ်ဆိုတာဘလို့ပုံစံမျိုးပြောလဲဆိုတော့တစ်ခုခုကိစ္စတစ်ခုခုပေါ်တိုင်းမှာငွေနဲ့ဖြည့်ရှင်းခြင်းနဲ့အရာကိုပြောတာကူစားတယ်ဆိုတာသူ့ရဲ့စီးစိတ်သူ့ရဲ့ငွေကြေးအဖြစ်အဟုတ်လားပတ်စံပေးလိုက်အဲ့ဒါနဲ့ရှင်းလိုက်ကဲဘယ်တော့ကြလဲပြောလိုက်ကွာဆိုတော့တစ်ခုခုဆို ဖယားရဲ့လမ်းကြောင်းနဲ့ဖယားတခင်ဒီကိဒီကိစ္စဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲလို့ဖယားစီကနေအဲဖြေရှင်းမဲ့လမ်းကြောင်းကိုမယူတော့ဘဲနဲ့တခုခုဆိုငွေနဲ့ပဲဖြေရှင်းကျင်နေတဲ့အရာဆိုလို့ရှိရင်မလုပ်ပါနဲ့တောက်သူတို့တိချသွင်းနေတာလေငွေရှိလို့ရရင်တော့ခုနမမာနာမတက်နဲ့အဲ့ဒီမမြင်တဲ့စီးစိမ်တော့လောကမှာရှိနေတဲ့အရာကိုအာကူပြီးတော့မှမင်းအဲ့ဒီအရာတွေနဲ့မင်းအတ္တတာထဲမှာအကုန်လုံးဖြေရှင်းနေတာဟောဒါဘုရားသခင်လုံးမရှိဘူး ထပ်ပြောတာကငါတို့ခံစားဖို့အလုံးစုံကိုကြွယ်ဝစွာပေးသနာတော်မူသောအသက်ရှင်တော်မူသောဖခင်သခင်ကိုကူးစားရမည်အကြောင်းနဲ့တော့ပြန်လန်းတက်ပြီးတယ်ငွေရှိပြီမဲ့တကယ်တမ်းဖြည့်ရှင်းရမှသည်ဘသူရဲ့လမ်းကြောင်းလဲဆိုလို့ရှိရင်ဖခင်ရဲ့လမ်းကြောင်းပဲဖြည့်ရမယ်ဆိုတော့ဒါကိုအာဒီချာအာပြောပြထားတယ်ဆိုတော့နားလဲရတယ်ဒါကြောင့်တစ်ခုခုဖြစ်တိုင်းမှာ ခုမှရှိတဲ့ငွေကြေးဥစ္စာစီးစိမ်အပြင်ဒါနဲ့ဖြည့်ရှင်းလိုက်မယ်ဆိုတော့ခေါင်းထဲကိုရောက်လာတဲ့လူရဲ့တဘာဝဒါရှိတယ်။အဲ့ဒါရောက်လာပြီဆိုလို့ရှိရင်ဝိညာဉ်တော့တတိပြီ။အဲ့ဒါမီးလဲမဟုတ်ဘူး။ဒါဆိုချက်ချင်းဒါကိုမေ့လိုက်ပြီးတော့မှဘုရားသခင်ဘာလို့ရမလဲဆိုတဲ့အကြောင်းကျွန်တော်ပြန်ပြီးတော့မှပြန်တက်ရအောင်ကျွန်တော်အသက်တာထဲမှာဒါမျိုးရှိတယ်။ငွေရှိတဲ့သူတွေကဒီလိုပြန်ပြီးတော့မှတက်မဲ့ပြီးအသက်ရှင်ဖို့လိုတယ်ဆိုတော့ကိုတွေးရတယ်။ကဲဘယ်လိုအသုံးပြုမလဲထပ်လာတယ် သူတပါအားကျေးဇူးပြုခြင်းကောင်းသောအချက်၌ကြွေဝပြည့်စုံခြင်းစွန့်ကြဲခြင်းသောစေတနာစိတ်ရှိခြင်းအချင်းချင်းဆက်ဆံခြင်းမှန်သောအသက်ကိုဝင်စားလိုသောငါနောင်ဘဝ၌ကောင်းသောဗန္နာကိုမိမိဖို့စီးဘူးခြင်းတို့ကိုပြုရမည်အကြောင်းပြဉ္ဉ်ထားလောမိမှရှိတဲ့ငွေကြေးဥစ္စာနဲ့ဘာလို့ရမလဲဆိုသူတပါးကိုကျေးဇူးပြု ကျေးဇူးပြုတယ်ဆိုတာသူ့စီကတခုခုပြန်လိုချင်လို့မျှော်လင့်တဲ့စိတ်နဲ့အကျိုးလိုလိုညောင်ရီလောင်းနေဆိုရဲအဥ္စာမျိုးမဖြစ်ရအောင်ကျေးဇူးပြုဆိုတာသူ့အတွက်တကယ်အကျိုးဖြစ်သွားမယ့်ဥ္စာကိုကိုယ့်တည်းကဆုံရှုံနဲ့နာမှုရှိသွားပါစေကိုယ့်လောကမှာပိုင်တဲ့စီးစင်ဥ္စာကိုယ့်ရဲ့ငွေကြီးကိုသူ့ကိုကျေးဇူးပြုလိုက်ဒါကိုပြောတယ်နောက်တစ်ချက်ကကြတော့ကောင်းသောအကျင့်၌ကြွယ်ဝပြည့်စုံခြင်းဆိုတာတမာတရားနဲ့သက်ဆိုင်တာ ဆိုတော့တမန်တော်နဲ့သက်ဆိုင်တဲ့ကဏ္ဍတွေမှာအဲ့ဒီကောင်းသောအရာတွေကိုခုနဒီပြည့်စုံလာဖို့အတွက်ငွေကြီးကိုအသုံးပြုစွန့်ကြေးခြင်းသောစေတနာစိတ်ရှိခြင်းဆိုတော့ဘာလို့အောင်လဲဆိုပီကန်စွန့်ကြေးခြင်းမှာအဲ့ဒီကောင်းကိုမှရှိနေတဲ့အဲငွေကြီးနဲ့ဘာလို့အောင်လဲဆိုပီကန်မှာစွန့်ကြေးပါအဲ့ဓာ ड़ी ကတဲ့ဘာဖြစ်လာမလဲဆိုလို့ရှိရင် ကျွန်တော်တို့နောင်ဘဝဆိုရင်ထာဝရကာလအတွက်ယဉ်ဒီမြောက်နေတဲ့နေရာဖြစ်လာတယ်။ထာဝရကာလအတွက်ဘာတွေဖြစ်လာလဲဆိုဘန်နာတွေဖြစ်လာတယ်။ဒါတမန်တော်ရှင်ပေါ်လူကကျွန်တော်ထင်တယ်ဘယ်ရန်နေသူယူပြောလဲဆိုလို့ရှိရင်ဒီရှင်မသေခရစ်ဝင်ခန်းကြီးခုနှစ်ထဲမှာပါတဲ့အာ6 6ပြောတာရှင်မသေခရစ်ဝင်ခန်းကြီး6အငယ်အာ 19ကနေစကြည့်တဲ့ကမှာတန်ကြီးပိုးရဖြက်စီပြီးတခိုးထွင်းပေါက်ခိုးယူရမြေကြီးဗန္တာကိုမစည်းဘူးじゃနဲ့တန်ကြီးပိုးရမဖြက်စီပြီးတခိုးမထွင်းပေါက်မခိုးယူရကောင်းကင်ဘုံ၌ဗန္တာကိုစည်းဘူးじゃလုံးအချောင်းမူကအကျင်ရဲ့၌တင်တို့ဤဗန္တာရှိထိုရက်တို့တင်တို့ဤစစ်နှလုံးရောက်တယ်ပြောချင်တာကမြေကြီးပေါ်မှာရှိနေတဲ့ဗန္တာကဖျားပီးတယ်ဆိုလို့ရှင်တို့ကျွန်တော်ရမှာ ဒါပေမဲ့အဲ့ဒီဘန်နာနဲ့ဘေးအရာကိုယဉ်ကြီးမြုပ်နိုင်ရတော့မလဲဆိုလို့ရှိရင်ကောင်းကင်မှာအစင်မြည်တည်တဲ့ဘန်နာကိုစီးပူးပါအဲ့လိုစီးပူးတဲ့အခါမှာခုနပြောတဲ့ဂျေဇူးပြုတာပီကင်စွန့်ကြေးတာပြီးတော့မှတမာတရားနဲ့ညီတဲ့အကျင့်တွေအတွက်ကိုအဲ့ဒါကိုအတုံးချတာအဲ့ဒီငွေကြီးကိုအတုံးပြုခြင်းအဖြစ်ခုနပြောတဲ့ဟိုတဘောကနောင်ဘဝအတွက်ပါသွားမယ်ဖယားသခင်နှစ်သက်စီအောင် ဒီမှာမတီမဲတဲ့အရာနဲ့ရင်းနှီးနှောက်နှံလိုက်တယ်ဆိုတော့တွေ့ရတယ်။ဆိုတာအရင်အရေးကြီးပါငွေကြီးနဲ့ပတ်သက်ပြီးကျွန်တော်တို့လက်တွေ့ဝန်ခံရမယ်သူတပားကိုလည်းသင်အုပ်တွေအနေနဲ့ဒါကိုသွန်သင်ပါဆိုပြီးတော့မှအတိအကျပြောပြထားတယ်ဆိုတာတွေ့ရပါတယ်။ဒါကြောင့်ငွေကိုတက်မက်ချင်းရတော့ပြဿနာရှိတယ်။ဖះကောင်းကြီးပေးလာလို့ကြွေဝချမ်းသာလာတယ်ဆိုလို့ရှိရင်ဘုရားသခင်ဖြစ်စီခြင်းတဲ့အတိုင်းဒီငွေကဘုရားသခင်ကြွေဝချမ်းသာခြင်းကိုပေးတယ် ဒါကိုကျေးဇူးတော်ချီးမွမ်းပြီးတော့မှဖခင်သခင်အလိုရှိရဲ့ကျေးဇူးပြုတာတွေပြီးတော့ခုနပြောတဲ့ပီကန်စွန့်ကျဲတာတွေအချင်းချင်းပြန်ပြီးတော့မှတယောက်နဲ့တယောက်မဆခြင်းအဖြစ်ကျွန်တော်တို့ကောင်းကင်ဘန်တာကိုကျွန်တော်တို့ရဲ့ငွေကြေးအဖြစ်ဝေယူရကျွန်တော်တို့ကောင်းကင်ဘန်တာကိုကျွန်တော်မှရှိနေငွေကြေးအဖြစ်စုရအောင်ဆိုတဲ့အရာလေးကိုဒီညအနေငယ်ဝင်ကြားခြင်းပါတယ်အားလုံးပေါ်မှာဖျောက်ခင်တာရေကောင်းချီးပေးပါစေ